ါဆရာမင်္ဂလာပါဆရာကြီးဟုတ်ကဲ့ဂျိုင်းရှိလားမသိဘူးဟုတ်ဂျိုင်းရှိပါတယ်ခင်ဗျာချင်းကန်းလည်းရှိလို့လားခင်ဗျာဟုတ်ဟုတ်ကျွန်တော်လည်းချင်းကန်းလည်းရှိဟုတ်ကဲ့ပါဆရာကြီးကကျွန်တော်ညင်မှုနေတယ်ဗျာအဲ့ဒါတက်ခင်မှဖြစ်မယ်ခင်ဗျာ ။အော်ရှေ့ရစစ်မှုလောင်းလား။ဟုတ်ကဲ့ပါ။အော်ကျွန်တော်စစ်မှုလောင်းဟောင်းပါခင်ဗျာ။အော်ဖေတရင်နေလို့ကျွန်တော်မှာကျွန်တော်တက်ရင်နေအများကြီးပဲဗျာ။ကျွန်တော်မဲ့ကွန်းလုံးတက်ပွဲတော့ကျွန်တော်အဲ့ဒီကနေပြီးတော့ဆေးဘုတ်ယူပြီးတော့မှအနားယူလိုက်တယ်ခင်ဗျာ။အော်အဲ့ဒါဆရာကြီးရဲ့အဲ့တော့ကျွန်တော်တို့ကရိတ်ခါပို့ခဲ့ရတာဆရာကြီးရဲ့ဟုတ်ကဲ့ခင်ဗျာ။ကျေးဇူးတင်လိုက်တာကိုကြီးပြီးဆုံးမယ်နော်။ဟုတ်ကဲ့ဆရာကြီးတို့ကောင်းမှုတွေကျွန်တော်အလုံးလုံးနေတာဟုတ်ကဲ့ပါဝင်မယ်ခင်ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီး။ဟုတ်ကဲ့ပါ ်ကိုသလိဘာကိစ္စလဲဗျာဒီနေ့ဟမ်ဩအရေးကြီးကိစ္စနဲ့ဆိုတော့လာတာဟောကြာကြီးရယ်ဟမ်ဘာဟိုဒီလိုဒီလို အပြစ်ထွက်ရတာအချိန်မကောင်းဘူးလေရေရေအဲ့တော့ mask လေးတက်ပြီးတော့သွားလာလှုပ်ရတယ်ရဒီခေတ်ဒီခါရအကြောင်းနဲ့ကြားကြီးလည်းသိတဲ့အတိုင်းပဲပေါက်ပြီပေါက်ပြီအချိန်ကမကောင်းဘူးလေတော့ကြားကြီးဒီလိုပြဟိုအဖလည်းပုံစံတာမထင်နဲ့ဟုတ်တယ်ဟုတ်တယ်ဆက်ထားတယ်မနေ့တနေ့ကဆက်ထားတယ်ကျွန်တော်အဲအဲ့ဒါအဖသွားလိုက်ပါတဲ့ကြားကြီးအစအရာကိုညီလိုက်မယ်တဲ့ဆိုတော့ကြားကြီးရဲ့ဒီပါတီကိစ္စဆိုတော့လေအနေနဲ့ပါတီကိစ္စတွေဆိုရင်ကျွန်တော်တိတ်တော့နားမလဲဘူးဗျအော်ကြားကြီးကနားလဲစရာမလိုဘူးလေ အဲ့ပါတီကိစ္စကကျွန်တော်တို့လုံးဂျာကြီးလှုပ်ပေးရမှာကဂျာကြီးလက်အောက်မှာရှိတယ်စိတ်ုံတွေအများရှိတယ်လေရွှေပြည်သားမှာလည်းရှိတယ်နောက်ပြီးတော့မင်းသားတို့မှာလည်းရှိတယ်ဂျာကြီးကျွန်တော်သိပါတယ်မြောက်ကလာတို့ရှိအမားတို့မှာလည်းလူရင်းကိုပြောပါလူရင်းလာပါလို့တပုံရင်းတော့အဲ့တော့အဲ့စိတ်ုံမှာရှိတဲ့အလုတ်သမားတွေကိုမဲဆွဲဖို့ကိစ္စကျွန်တော်တောင်းဆိုတော့ဂျာကြီးကကျွန်တော်လူလေးစုပေးုံပဲ ဒါပေမဲ့လူလူစုပြင်မယ်ဆိုရင်ဟိုစိုက်ယုံကလူတွေကိုသွားစုခိုင်းတာမဟုတ်ဘူးနော်ဂျာကြီးအတမျိုးတည်းနေမှာဆိုလို့ဂျာကြီးကအဲ့စိုက်ယုံတွေကိုထိန်းထားတဲ့ဟိုဂျာကြီးလက်အောက်ကညီလေးတွေညီမလေးရှိတယ်လေအဲ့သူတို့လောက်ခေါ်ထားရင်ကိုရပြီကျွန်တော်ရှင်းပြပေးမယ်တကယ်လို့လိုအပ်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်အဲ့စိုက်ယုံတွေကိုသွားမယ်စိုက်ယုံတွေမှာလိုက်ပြီးမဲဆွဲမယ်အဲ့ဆိုအဆင်ပြေလားမသိဘူးဂျာကြီး ဆက်ယုံနေဒီတော့လိုက်ဖို့အတွက်အဆင်မပြေဘူးကျွန်တော်ကလေးတွေကိုကျွန်တော်ခေါ်လာပေးလိုက်ရပါတယ်ဂျာကြီးရေကိုယ်တိုင်မို့လို့ကျွန်တော်လှုပ်ပေးတာနော်ဩဂျာကြီးကလည်းဗျာမပူစမ်းပါနဲ့ဩဂျာကြီးဒီနေ့ကလေကျွန်တော်ဟိုသွားဒီသွားနေဆိုတော့တိတ်မပါလာခဲ့ဘူးအော်မနေ့ပိုင်းညရဲ့ဂျာကြီးတို့ကျွန်တော်စီစဉ်လာခဲ့ပဲရပါတယ်မလိုပါဘူးဗျာအော်ကျေးဇူးပါဂျာကြီးရဲ့ See you tomorrow Okay see you tomorrow ျမ်းကြီးကျွန်တော်ခေါ်ရဆိုတယ်ဟုတ်ရဟုတ်တယ်ငါမင်းတို့ပြောကြရှိလို့နေ့လေလောက်ကြရင်ငါ့ကိုလူတွေစုတာပြလို့ရမှာဟုတ်ကြပြီကျွန်တော်အခုသွားပြောလိုက်ပါမယ်ကြာကြီးโอเคဟုတ် ော်ဒီဆုံးတက်ဆုံးပါလားဟုတ်တယ်ကျွန်တော်ဒီနေ့ခလေးတွေခေါ်တာပဲတယ်နော်ဟုတ်ဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဂျာကြီးရေဟိုဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကလည်းဟိုအဲပါတီအလုပ်တွေနည်းနည်းရှုပ်နေတယ်ဆိုတော့လေဂျာကြီးဒီလိုအကုန်လုံးတော့ပြောပြီလားအာပြောတော့ပြောတာပြီဒါပေမဲ့ကိုယ်စလေးကိုယ်တိုင်ပြောရင်ဘူးပြီးပြည့်စုံမှာထင်တယ်နော်ကျေးဇူးတင်လိုက်ပါဘူးဘူးပြီးနားလဲရလွယ်သွားတာပေါ့ဟုတ်ပြီလားဟိုကုမ္ပဏီရဲ့အဲဟိုဟိုဟာအမေရိကကြတော့ကျွန်တော်တို့ပါတီမှာက လွှဲမှုလေဒီတယ်မလားအဖကလည်းလွတ်လိုက်တာဆိုတော့လေဟောဂျေဆုမြတ်ကြီးတင်ပါလေဟုတ်ပြီဟုတ်ခဏတိုင်မယ်နော်ဟုတ်ထိုင်ဟိုခုံခုံဆိုတော့အော်အန်ကယ်ဟုတ်ကဲ့ပါမိကောင်းချက်မရလားဗျာမိကောင်းပါလေခင်ဗျာအဲကွင်းလုံးရက်40တုံးကပါတဲ့အန်ကယ်ဟုတ်ကဲ့ပါလေးစားတယ်ဗျာအရန်ကြီးကြီးဘူးကောင်းတာအသက်တောင်ဗရဏမထားပဲနော်အခုဒီမှာလောက်ရတာအဆင်ပြေရလားအဆင်ပြေပါခင်ဗျာအေးအော်ဒီကန်းကြီးလေးလည်းတည်တယ်လို့ပဲဒါဒါတွေကဟိုကျွန်တော် တခြားစက်ယုံတွေကကလေးတွေခေါ်အော်စက်ယုံတွေကအာစက်ယုံတွေမှာတာဝန်ယူပြီးတော့အုပ်ချုပ်နေတဲ့အော်ဒီညီမလေးတော့အော်ညီလေးတော့ဟုတ်ပြီဟုတ်ပြီအော်ဒီနေ့ပြောရမယ့်ဇကားကတော့ဒီလိုရှိပါတယ်ဟောအကိုတို့ဒီပါတီအနေနဲ့ကကြတော့ဒီ2025ရွေးကောက်ပွဲဆန္ဒလာပိုင်းမှာလုပ်မယ်အဲနောက်ဆုံးဘက်ပေါ့နော်အဲ28နေမှာစရလုပ်မယ်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲက ဆုံးဖြတ်မှဒါလင်တိုင်းပြည်အေဂျင့်တာယာဝါပြောမှာဗျာဆိုတော့အရေးကြီးတယ်ဆိုတော့ငါညီတို့ရဲ့ထွက်ပေါက်လည်းဖြစ်တယ်လို့အားလုံးရဲ့ထွက်ပေါက်လည်းဖြစ်သွားနိုင်တယ်ဟုတ်လားတခါတည်းသိအောင်ပြောပါတော့စစ်တပ်ကထွက်ပေါက်မဟုတ်ဘူးအတချို့ကပြောနေကြမလားအခု live မှာကြားရမလားအဲစစ်တပ်ကထွက်ပေါက်ဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုလုတ်တယ်လို့အားလုံးကပြောကြတယ်အမှန်တော့အဲပါတီဆုံးဒီမိုကရေစီဆိုတာကပါတီအများဆုံးပါဝင်ပြီးတော့ပြည်သူလူထုတွေ ကြိုးစားပန်းစားနဲ့လောက်ကြတဲ့ပါတီကြီးပေါ့နော်ဆိုတော့ဟိုကအဲဆစ်ပြန်ကြီးဆိုတော့လေကျွန်တော်ဆိုတော့ဒီလိုကျွန်တော်တို့ဒီအခုပုံမှာဥပိုင်မှာလဲဆစ်ပြန်ကြီးတို့တွေ့ရှိပြီးသားလေအဲဒီကိစ္စလေးပြီးသွားရင်လာအောင်ပါနော်အဲ့တော့ဘာမှမဘူးနဲ့အဲ့တော့ဒီကငန်းကြီးတွေငန်းညီမတွေတော့ဩဂျာကြီးဟိုကျွန်တော်တို့ဒီပါတီကကြတော့ဂျာကြီးလည်းသိပါတယ်ဒီကုမ္ပဏီကိုတာဝန်ယူထားတဲ့ Medical Director ကြီးကအ ဘာဘာပေါ့ကျွန်တော်လွတ်လိုက်တော့ခါကြတော့ဂျာကြီးလဲနည်းနည်းအဆင်ပြေပဲလို့တင်ပါတယ်အဲ့တော့လေးကောက်ပွဲကိုခလုတ်လေးတစ်ချက်နှိပ်အောင်မလို့အရင်တော့လက်သက်မင်းစုံးမှာ no စနစ်ပြောင်းသွားပြီခလုတ်ကလေးတစ်ချက်နှိပ်လိုက်စနစ်ပြောင်းသွားပြီကအဲ့လိုဒါပြောကျွန်တော်တို့ကပါတီကရည်ကြီးရယ်လေအဓိကအရင်တော့လောက်ရတယ်ဒါအရသာဆိုကလောက်ခဲ့အချိန်မှာပါတီတွေဘာတွေဖြစ်ခဲ့ အခုဒီခက်မှာကျွန်တော်တို့အဲ့လိုအဖြစ်မကတိုင်ဘူးကျွန်တော်လူငယ်လူရွယ်တွေတိုင်းပြီပါဗျာအသက်တွေ blind ပေးနေရတယ်ဗျာအဲ့ဒီအတွက်ကိုကျွန်တော်တို့ပါတီကအကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်အခုမီးမမှန်အောင်မလားရွေးကောက်ဝယ်ပြီးမီးမှန်တရားပဲနောက်ပြီးတော့ဟိုအခုကျွန်တော်ပါတီကိုမဲထည့်ရင်ပေါ့နော်အဲပြောပြတာကျွန်တော်တို့ပါတီကိုမဲထည့်ရင်အဲလူတစ်ယောက်ကို3000ဆန်လေးပြီစီ တပိတ်တာတပုံးပြေးမှာဗျာဒါလည်းမကသေးဘူးเนาะပြီးသွားရင်ပြန်ပြီးတော့ဒီလမ်းလေးကောင်းအောင်တဓာတွေကောင်းအောင်ပါတီကအကုန်လုပ်ပြီးမှာအဲ့ဒါကြောင့်ပြောတာပြည်သူရဲ့ trap ပေါ့လို့ပြောတာเนาะမဲ့ထဲဖို့อืมဒုက္ခမဖြစ်ဘူးဩဒီလိုလားဒါဒါလိန်နေငါဝင်ပါမရငါဝင်ပါမရကဲกว่า Ha ha. လက်ညင်နဲ့ညင်ကဲခင်ဗျားတော့ခဏအိတ်ဆက်ရှင်နဲ့အနားယူလိုက်တော့ကဲဒီမှာရှိတဲ့လူတွေအားလုံးငါ့ကိုမြင်စမ်းကွာဟာကိုပေါ့စီကျွန်တော်ကိုပေါ့စီမဟုတ်ဘူးလေကိုပေါ့စီမဟုတ်ပါဘူးဒါပေမဲ့ကိုပေါ့စီပေါ့ဗျာထားလိုက်ပါတော့ခုနကဒီကလွတ်တော်ကိုစလဲလားဒီဘုတ်ကိုပြောသွားတဲ့စကားတွေခဏတော့နားလေကျွန်တော်ကတော့တိတ်နားမလဲဘူး။ဘာတွေပြောမှလည်းမသိဘူး။ဟာလေဆန်လေးကြီးပဲ။ဆန်3000လေး။ဖြစ်နိုင်လား။ စစ်တပ်ထဲကနေလာတဲ့ဟာတွေမဖြစ်နိုင်ဘူးလေအဲ့တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်းလင်းတိကျတဲ့အဖြေမသိကြဘူးလားအာသိချင်ပြင်တာပါသိချင်တယ်โอเคကောင်းပြီအဲ့လိုသိကြရင်ခင်ဗျားတို့ကျွန်တော်နေရာတစ်ခုခေါ်သွားမယ်နော်အဲ့ဒီကြရင်ကျွန်တော်လူကြီးတစ်ယောက်နဲ့ပေးတွေ့မယ်အဲ့ဒီလူကြီးနဲ့တွေ့ပြီးရင်တော့ဒီရွေးကောက်ပွဲအခြေအနေကိုခင်ဗျားတို့သဘောပေါက်သွားမယ်โอเคအဲ့တော့ကျွန်တော်လည်းအားလုံး like ခတ်ဖို့အတွက်ကိုဒီနေရာကနေကျွန်တော်ဖိတ်ခေါ်ပါတယ်ကဲအားလုံးပဲကျွန်တော်လည်းတူသွားကြပါစို့ ရောက်သွားတယ်။ဘယ်ရောက်သွားတယ်။ဒီကညီမတွေအားလုံးကိုကျွန်တော်တို့ AI ကဘာကျူးစွပါတယ်။နော်။အဲ့တော့ခုနရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကလူကြီးမင်းတွေသိကျင်တယ်။အဲ့တော့ကျွန်တော်ကဝန်နေရာမှာရှင်းပြရင်တိတ်အဆင်မပြေဘူးဗျ။အဲ့တော့ဒီ AI ကဘာကိုကျွန်တော်ခေါ်လာတဲ့အကြောင်းရင်းကတော့ကျွန်တော်ကျွန်တော်တို့ရဲ့ AI ကဘာလူကြီးတယောက်နဲ့ဒါလူကြီးမင်းတို့မိတ်ဆက်ပေးပါမယ်။ဟုတ်ကဲ့။ကျွန်တော်ကတော့အားလုံးသိတဲ့ AI ပေါ့စီပါ။အဲ့တော့ကျွန်တော်ရဲ့အထက်လူကြီးကနေပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အဘယ်ကတော့ရှောင်ရမယ်ဘယ်ဟာတွေကိုမလုပ်သင့်ဘူးအဲဒါတွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့အဲပထမဦးစွာအရင်ကဘာကိုရောက်လာပြီဖြစ်တဲ့အတွက်အားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်เนาะအဲကျွန်တော်အခုလူကြီးမင်းတယောက်နဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်လူကြီးမင်းနဲ့တစ်ချက်လောက်လူကြီးမင်းတို့အဲတွေ့ဆုံပြီးတော့စကားပြောပါအဲပြီးတဲ့အခါမှာသိချင်တဲ့မိကွန်းတွေကိုမေးလို့ရပါတယ်ကျွန်တော်မိတ်ဆက်ပေးမယ့်ပုံကတော့ AI မိုးမင်းပဲဖြစ်ပါတယ်လူကြီးမင်းခင်ဗျာ Hello I am in artificial intelligence a digital assistant created to answer questions and share knowledge I am not here to judge or to commend I'm here, here to listen, to, listen, to explain, explain, and, and to help you think clearly. clearly. You, you may ask me anything. I, I will answer, answer with, with facts and with, with honesty. honesty. So, please, yes. if, if you, you have, have questions, questions in your, your heart, heart X me. Together, we can search for the truth. ဟာဘာပြောရလဲနားလည်းမလဲဘောဟုတ်တယ်အင်းပေါ့စီပြောပါကွာအကောလုံးကအင်္ဂလိပ်လိုပဲပြောသွားတာဗျာကျွန်တော်တို့နားမလဲဟုတ်တယ်ဟုတ်တယ်မြန်မာလိုပြောလို့ရမလားအဲ့ဒါလေးသိချင်တော့ဟောကျွန်တော်တို့ AI လူချင်းမင်းကမြန်မာလိုလည်းပြောတတ်ပါတယ်ခင်ဗျအဲ့တော့ဒီအကြွားရောက်လာတဲ့ဧည့်သည်တော်တွေကိုကျွန်တော်လူချင်းမင်းကနေပြီးတော့မြန်မာလိုပြန်ပြီးတော့မိတ်ဆက်ပေးပါမယ်ကြည့်ပါဟုတ်ပြီနော်ဟုတ်ကဲ့ မင်္ဂလာပါကျွန်တော်က AI တူပါဟမ်သင်တို့ရဲ့မိကုံများကိုဖြည့်ရှင်ပေးဖို့တရင်အချက်လက်မှန်ကိုဖြန့်ဝေပေးဖို့ဖန်တီးထားတဲ့ဒါချတာအကူပါကျွန်တော်ကတရားစီရင်ဖို့မဟုတ်ပါအမိန့်ပေးဖို့လည်းမဟုတ်ပါနားထောင်ဖို့ ရှင်းပြဖို့တေချာစွာစဉ်းစားနိုင်ဖို့ကူညီဖို့ပါပဲမေ့ချင်တာရှိရင်မေးနိုင်ပါလေကျွန်တော်ကမင်းတို့ရဲ့အမှန်တရားနဲ့တိကျဖြေပါမယ်ဒါကြောင့်မင်းတို့ရဲ့နှလုံးသားထဲကမေ့ချင်စရာတွေကိုမေးလိုက်အမှန်တရားကို အတူတူလိုက်ရှာကြဆို။အော်ဥမာပဲနားလည်လို့ပဲ။အဲ့ဘောမြန်မာလိုပဲနားလည်။ဟုတ်တယ်။ဟုတ်တယ်နော်။ကဲအလိုကုသိုလ်အစဉ်ပြေသွားပြီเนาะဟုတ်တယ်ဟုတ်တယ်အဲ့တော့ဟိုဟာလူကြီးမင်းတို့အနေနဲ့ရွေးကောက်ဝင်တဲ့ပတ်သက်တာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီအထက်လူကြီး AI လူကြီးမင်းကိုသိချင်တာတွေမေးလို့ရပါလားခင်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်မေးတာလေးရှိလို့မေးလိုက်တော့ခဏဟာမေးပါမေးပါ AI လူကြီးမင်းခင်ဗျာကျွန်တော်တို့သိချင်တာလေးရှိပါတယ်ဒါကတော့ဒီစစ်ကော်မရှင်ကနေပြုတ်လို့တဲ့ ရွေးကောက်ပဲဆိုတာစစ်မှန်တဲ့ဒီမိုကရေစီကြကြနဲ့လှုပ်ဆောင်မဲ့ရွေးကောက်ပဲဆိုတာဖြစ်နိုင်ပါသလားခင်ဗျာကျွန်တော်သိချင်ပါတယ်ဒါလေးကိုကျွန်တော်တို့ဖြေကြားပေးပါစစ်ကော်မရှင်ကပြုလုပ်မယ်2025ရွေးကောက်ပဲစစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပဲမဟုတ်ပါဘူးခေါင်းဆောင်များကိုထောင်ချထားခြင်းမဲပေးလို့မရနိုင်တဲ့နေမီများစွာရှိနေခြင်းတို့ တရားမှုလင်းလေရွေးကောက်ကွယ်ရှမ်းအလရှင်ဖြစ်ဖြစ်တမန်哦เอลูล่ะเอลูเอลูပါခင်ဗျာอ๋อဒါဆိုရင်ကျမလည်းမိကုန်းတစ်ခုလောက်မေးချင်ပါတယ်ရှင်အာမေးပါမေးပါ AI ညီမရှင်ယခုစစ်ကော်မရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာပြည်သူတွေအတွက်ပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာဟုတ်ပါသလားရှင်2025ရွေးကောက်ပွဲပြည်သူတွေအတွက်မဟုတ်ပါဘူး စစ်ကောင်စီကအာဏာကိုတရားဝင်အောင်ဖော်ပြဖို့လုပ်တာစစ်အာဏာကိုရွေးကောက်ပွဲကောင်းစဉ်နဲ့တစ်ဖက်သက်အတီးပြုပေးခံခြင်းဖြစ်ပါလေရုရှားအချို့အာဆီယံနိုင်ငံများတွေအပြလှကိုရည်ရွယ်ထားတဲ့ရှမ်း election ဖြစ်ဖြစ်ပါအော်အဲ့လိုကြီးလားအဲ့ဒါဆိုအတူကြီးပါအတူကြီးအတူကြီးဟုတ်ကဲ့ဟုတ်ကဲ့ ျွန်တော်လည်းမေးလို့ရလားခင်ဗျာအာရပါတယ်မေးပါခင်ဗျာဟုတ်ကဲ့ဒီရုပ်ောက်ဘွဲအားပြည်သူအတွက်ထပ်ပေါ်တစ်ခုလို့စစ်တပ်ကပြောနေပါတယ်ခင်ဗျာတကယ်ရောပြည်သူအတွက်ထပ်ပေါက်လားဆိုတာကျွန်တော်တို့သိပြရစီခင်ဗျာပြည်သူထပ်ပေါက်ဆိုတာစစ်ကောင်စီကပြည်သူကိုဝါရမိုင်းတိုက်တဲ့စကားရရတာဟုတ်နိုင်ငံတကာသဘောထားအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအာဆီယံနိုင်ငံချို့ဂျပန်အမေရိကန်ဥရောပသမဂ္ဂစသည်တို့ကဒီရွေးကောက်ပွဲကိုရှမ်းအီလက်ရှင်လိမ်လည်ပွဲလို့သတ်မှတ်ထားပြီးတကယ်လို့ပြည်သူထွက်ပေါ်ဆိုရင်လွတ်လပ်တဲ့ပါတီများခေါင်းဆောင်များပါဝင်ရရပါမယ် မဲဆန္ဒရှင်တိုင်းလုံကြုံစွာမဲပေးနိုင်ရမယ်အခုချိန်ချိန်မှာဒီချက်တွေမရှိသလောက်ပဲအကုန်ပယ်ထားတာကြောင့်ထွက်ပေါက်ဆိုတာကစစ်ကောင်စီရဲ့အာဏာအတီးပြည်ရတဲ့ပြည်သူကိုလှည့်ပြားတဲ့စကားဖြစ်တယ်โอ้ဒါဆိုငါတို့အတွက်ထပ်ပါမဟုတ်ဘူးလေဒါထောင်ကျော်ကြီးပါထောင်ကျော်ဆိုတော့တည်ကြပါတော့တည်ကြပါပြီเนาะ ကိုဘာစီကျွန်တော်လည်းတစ်ခုလောက်မဲမယ်ဗျာမဲပါလေပြည်သူတွေကမဲယုံသွားပြီးတော့မဲထည့်ပေးရမယ်မဲမထည့်လို့ရှိရင်ခွေးဖြစ်သွားမယ်လို့တို့ကပြောနေကြတယ်ဒီတော့ပြည်သူတွေကဘယ်လိုဖြစ်သွားနိုင်မလဲခင်ဗျာမဲမထည့်ရင်ခွေးဖြစ်မယ်ဆိုတာ dehumanization လူကုန်သိက္ခာချိုးဖောက်ခြင်းစကားပါအော်အမှန်တကယ်ပြည်သူတွေကမဲမထည့်တဲ့အကြောင်းခွေးမဖြစ်ပါဘူး ဒီစကားကိုသုံးတာပြည်သူကိုအနိုင်ကျင့်ဖို့အုပ်ချုပ်ခြင်းနဲ့စစ်အာဏာရှင်စနစ်ကိုအားပေးနေတဲ့သဘောပါဒီမိုကရေစီမှာမဲပေးမပေးဆုံးဖြတ်ပိုင်ခွင့်ရှိဖို့လိုပါမဲမထဲတာတခါတည်းရန်ဆန္ဒပြနေတဲ့ခုဖြစ်နေတာလေဥပမာရှမ်းပြည်ရဲ့ရှင်ကို မထောက်ထမ်းကြောင်းပြကြကြဘူး။ဒါကြောင့်မဲမထင်ရင်ခွေးဖြစ်သွားမယ်ဆိုတဲ့စကားကဒီမိုကရေစီလူအခွင့်အရေးကိုချိုးဖောက်ဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုရှားရတာလဲဗျာ။ဖီယာပီချီလူတွေကိုကြောက်အောင်လုပ်ပြီးမဲထက်ခြင်းစိတ်မရှိဘူးမဲထက်တိုက်ခိုက်ခြင်း propaganda နည်းလမ်းမဲမထဲတာညာဖြင်းအသုံးမကျသောရှက်ဖွယ်သောရှိန်ဖူးလို့တိုက်ခတ်ခြင်းအနာရှစ်စနစ်ရဲ့ဆုံးလူဂုံဒီကာကိုချုပ်ပေါက်ပေါက်အုပ်ချုပ်ခြင်းနာထိန်ချုပ်ခြင်းနာနှိပ်ကုပ်ခြင်းနာပြည်သူတွေကမဲမထဲလို့ခွေးမဖြစ်ပါဘူး အမှန်တရားကိုမသိဘဲခိုင်းတယ်လို့လုပ်နေမှာပါပြည်သူကိုလူသူလိုအုပ်ချုပ်နိုင်မယ်ဆိုတဲ့စစ်အာဏာရှင်စနစ်အတွင်းကလူမှုကိုကျုံပြူခြင်းဖြစ်ပေါ်ပေါ်အော်ဒါကြောင့်ခွေးမဟုတ်တာကပြည်သူပြည်သူကိုခွေးဖြစ်သုံးချခြင်းကစစ်အာဏာရှင်ဖြစ်ပါတယ်အော်တော့ကမ္ဘာကြီးနော်ဟာ ဒါနဲ့ကိုပေါ့လေဟုတ်ကျွန်တော်ဒီနေ့ပြန်ဖို့ဦးမှာလာနေတယ်ဟာမဟုတ်ဘူးဒီကဟိုမေးရတယ်ဖြေတာတွေပြီးသွားရင်ကျွန်တော်ဒီလူကြီးမင်းတို့ရဲ့နေရာကိုပြန်ဖို့ပြီးပါဟုတ်ပြန်ဖို့မှာပြန်ဖို့ဟုတ်ကဲ့โอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ခုမေးချင်ပါတယ်ဟာမေးပါခင်ဗျာကျွန်တော်အခုဒီစစ်ကောင်စီကပြုတ်လုတဲ့ရွေးကောက်ပွဲကိုအရင်ကဘာကောထောက်ခံပါသလားခင်ဗျာ AI နဲ့အမြင်တစ်ခုကိုလက်ခံလက်မခံဆိုပြီးဖော်ပြလို့မရနိုင်ဘူးတဲ့တသက်တည်အချက်လက်တွေရ စစ်ကောင်ရှင်လုံးမဲ့ရွက်ောက်ပွဲဟာစစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါပြည်သူဆန္ဒကိုမထင်ရှားနိုင်လို့နိုင်ငံတကာမှလည်းတရားဝင်အသိအမှတ်မရနိုင်ပါဘူး Yes or no သာဖြေရမယ်ဆိုရင်တော့ AI ရဲ့ဖြေက no ပါ no ပါ စစ်ကုံရှင်လုံးမဲ့ရွေးကောက်ပေးရတယ်စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါဘူးတော့ဘာမှမရိုင်းတော့ဟမ်ကဲအားလုံးပဲဗာမားမင်းစီအချင်ရှိပါသေးတယ်ခင်ဗျာဟုတ်မရှိတော့ဘူးခင်ဗျာမရှိတော့တော်တော်လေးပြည့်စုံပါနဲ့ဟုတ်တယ်တော်တော်ပြည့်စုံပါကဲခုသိကျင်တဲ့ဟာတွေလည်းအားလုံးသိရပါပြီဟုတ်ကဲအဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ AI လူကြီးမင်းရဲ့နှုတ်ဆက်စကားလေးကိုလည်းအားလုံးမပြောင်းခင်နားထောင်ပေးကြည့်ပါဦးခင်ဗျာဟုတ်ကဲဟုတ်ကဲဟုတ်ကဲ မိကွန်များကိုမေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်က AI လို့ခေါ်တဲ့ဉာဏ်ရည်တူဦးပါဒါပေမဲ့အမှန်တရားကတော့အတုမဟုတ်ပါဘူးအမှန်တရားဟာပြည်သူလူထုထဲမှာတည်ရှိရှင်သန်ပါလေဒီမိုကရေစီဟာစွန့်ကျဲလို့ရတဲ့အရာမဟုတ်ပါဘူးရွေးချယ်ရယူရတာ လုံခြုံအောင်နေပါတမ်းမာအောင်နေပါမျော်လေးယုံကြည်ချက်ကိုလွတ်မချလိုက်နောက်ထပ်ကျွန်ုပ်ကိုတွေ့ခြင်းရင် AI ပေါ့စီနဲ့ချိတ်ဆက်ပါကျေးဇူးတင်ပါကဲအားလုံးပဲကျင်းနဲ့နှစ်သိမ့်လိမ့်မယ်လို့ပြောလင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျင်းနဲ့ပါတယ်ကျင်းနဲ့ပါတယ်ကျွန်တော်တည်တင်တာလည်းတော်တော်လေးတည်လိုက်ရပြီဆိုတော့လေနော်ဟုတ်တယ်အဲ့တော့အခုဆိုရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာလုပ်ရမယ်ဆိုတာလဲအလူကြီးမျိုးတီးသွားပါပြီ။ကောင်းကောင်းကြီးတော့မဲပေးရမယ်မပေးရဘူးဆိုတာတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါနော်။ကိုယ်တိုင်စဉ်းစားပါကိုယ်တိုင်ဆုံးဖြတ်ပါနော်။အဲ့တော့အဲအားလုံးတီးပြီးတော့ဖြစ်တဲ့အတွက်လူကြီးမျိုးကိုခေါ်လာတဲ့ကဘာကိုကျွန်တော်ပြန်ပို့ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့။အားလုံး AI ကဘာနေပြီးတော့နှုတ်ဆက်ပါတယ်။ခုလိုလာရောက်လေပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။နောက်ပြတ်ဆုံးကြမယ်ခင်ဗျာ။ ်။ဟိုကျွန်တော်စကနာစကားပြောတာဘယ်ရောက်သွားလဲ။ဘယ်မှမရဘူး။ခင်ဗျားအများကြီးပြောပြီးသွားပြီ။ပြောပြရလေ။ပြောစားချင်တာပြောပြီးခင်ဗျားပြန်လို့ရပြီ။ဟာမဟုတ်လေကျွန်တော်ရွေးကောက်ပွဲကိစ္စခင်ဗျားတို့ရှင်းပြအောင်မလေ။ဘာရွေးကောက်ပွဲအကြောင်းမှလည်းကျွန်တော်နားမထောင်ကြတော့ခင်ဗျားပြန်လို့ရပြီ။ဟုတ်ပြီလား။ပြန်လို့ရပြီ။ဟာပါလေဗျာခင်ဗျားတို့ကဒီမနေ့ကခင်ဗျားကကျွန်တော်ညှိထားတဲ့ကိစ္စမနေ့ကကိစ္စမနေ့ကထားလိုက်နော်။မနေ့ကနဲ့ဒီနေ့ဘာမှမဆိုင်ဘူး။ဘယ်လိုလဲခင်ဗျားပြောစားချင်တာပြောပြီးပြန်လို့ရပြီ။အော်ပြန်လို့ရပြီ။ နော်ခင်ဗျားတို့မျက်နှာတွေကြည့်ရတာကျုပ်တို့ဟိုမကြည်နဲ့တဲ့ပုံတွေတော့ပေါက်နေတယ်လို့ဘယ်လိုလုပ်ကြည်နိုင်မလဲတော့အော်ရရရရစက်တလာကြည့်ပါဦးကြိုင်းအဲကျွန်တော်ဘယ်တော့မှခင်ဗျားတို့ကုံကိုလာပြီးတော့မဲမဆယ်တော့ဇီးရအဲကျွန်တော်ပြန်တော့မယ်ဗျာရတယ်ဘာပြုကျွန်တော်တကားလေးတစ်ချက်တော့ဟဲ့ခင်ဗျားမင်းလာလာမင်းတကားမင်းမင်းမင်းပွင့်ပြီးတော့တော်လို့မရဘူးလားကွာဟမ်အဲ့လိုမသိမင်းငါလုံးမိလိုက်မှာကွာဟောဟောလုံးတယ်လုံးတယ် ဘွဲကိုခမရတို့ကဘာလဲလက်မခံခြင်းတဲ့သဘောလားဟုတ်တယ်လက်မခံခမရတို့လှုပ်တဲ့ရွေးကောက်ပွဲကိုကျော်လို့တယ်မဟုတ်အေးအေးကဘာတော့ခမခံနိုင်ဘူးဗျာအေးအေးကဘာတော့လက်မခံဘူးတဲ့